ားလုံးပဲမင်္ဂလာပါ MUC Engineering Training Center မှာကြိုဆိုပါရစေ။ AutoCAD မှာစာရေးခြင်းနဲ့ဆိုရင် single line test, multi line test တို့ကိုအသုံးပြုပြီးတော့ရေးရတယ်ဆိုတာကိုတော့တော်တော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။အခုတစ်ခါမှာတော့ add align test ဆိုတဲ့ command လေးကိုသုံးပြီးဒီချက်က logo လေးတစ်ခုကိုဖန်တီးရေးဆွဲမှာဖြစ်ပါတယ်။ဒီချက်နဲ့တူတူကြည့်လိုက်ကြအောင်နော်။ ီနေ့ရဲ့သင်ခန်းစာလေးကတော့ A test single test တို့ကိုသုံးပြီးတော့ logo လေးတစ်ခုဖန်တီးมาဖြစ်ပါတယ်။အရင်ဥဆုံးထဲက logo လေးဖန်တီးဖို့အတွက် diameter 20ရှိတဲ့စာကလေးတစ်လုံးကိုဒီထဲဆွဲထားပါမယ်။ဒီ diameter size 4ရဲ့အလဲကောင်မှလည်း line တိုင်းလေးကိုဖြတ်ပြီးတော့ထည့်ထားပေးလိုက်မယ်။ပြီးရင်အောက်မှာ line လေးတစ်လိုက်ထပ်ပြီးလိုချင်တာဖြစ်တဲ့အတွက် offset 5လက်မှရိုက်ပါမယ်။ ီချေကဒီမှာအရင်ဦးဆုံး single test နဲ့ပဲလူချင်းတဲ့စာသားလေးတွေကိုဒီမှာဖြည့်ပြီးရေးပါမယ်။ single test ရဲ့ shortcut က DD enter justify နဲ့ကနေချေ center လေးနဲ့ရွေးမှာဖြစ်ပါတယ်။ test height ကိုတော့ချေလောလောဆယ်တလက်မှာ1 enter rotation ကိုတော့0တိုင်းနဲ့ပဲချေစာသားလေးဖြည့်လိုက်မယ်။ DDN တာအလဲကောင်မှာခြေလို့နောက်ထပ်တစ်ခုစာသားလေးရေးခြင်းနဲ့ Justify လေးကစန်တာပဲတုံးပြီးတော့ဒီအလဲကောင်လေးမှာစာလေးတစ်လုံးရေးလိုက်မယ်။အဲ့ဒီရဲ့ high ကတော့ခြေတစ်ခွဲနဲ့ရေးပါမယ်။နောက်ထပ်စာသားလေးတစ်ခုရေးပါမယ်ဒီအောက်မှာတော့ခြေက high tempo တက်လက်မာနဲ့2025ဆိုတဲ့စာသားလေးကိုခြေဖြည့်ထားလိုက်မယ် โอเคဒါဆိုလို့ရှိရင်တော့ခြေက single test နဲ့လူချင်းနဲ့စာသားလေးဖြည့်ပြီးသွားပြီပေါ့နော်အခုထပ်ပြီးတော့လုံးချင်တာကြတော့ဒီစာကယ်လေးရဲ့အနားလေးတွေမှာကတ်ပြီးတော့စာသားလေးကိုအ white ပုံစံလေးရေးချင်တာပေါ့ဒါဆိုလို့ရှိရင်ခြေတို့ a test ဆိုတဲ့ command ကိုသုံးမယ်ဒါပေမဲ့ a test ဆိုတဲ့ command ကိုသုံးတဲ့နေရာမှာခြေတို့ကစာကယ်မှာသွားပြီးတော့ a test command နဲ့ရေးလို့မရဘူးပေါ့နော်ဒီတော့ခြေကဒီစာကယ်ပေါ်မှာလူချင်းနဲ့အပိုင်းလေးမှာကွက်ပြီးတော့အခုံးလေးတစ်ခုံးဆွဲမယ်ဒါဆိုလို့ရှိရင် at here 3 point ကိုသုံးပြီးတော့အခုံးလေးဆွဲပါမယ် first point second point third point at there three point first point second point third point okay ဒါဆိုလို့ရှင်တော့ cherry edas command လေးကိုစပြီးသုံးလို့ရပြီ a d e h d edas under အခုံးလေးကိုဆက်လက်လုပ်ပါမယ်ဒါဆိုဒီလို box လေးကြာလာပြီးတော့ cherry တက်ဆိုတဲ့ blank ရဲ့ beta မှာ cherry ကလိုချင်တဲ့စာသားကိုထည့်လို့ရပြီ အဲ့ဒီတက်ဆက် height ကိုတော့ခြေကတက် size ဆိုတဲ့ blend bin မှာတလက်မနဲ့ပဲသုံးပါမယ်။ Okay ဒီဘက်အချမ်းမှာရှိနေတာက observe from at ဆိုတဲ့နေရာလေးကတော့အခုံလေးနဲ့စာသားလေးနဲ့ခြေတို့ဘလောက်ခွာမလဲဆိုတဲ့တန်ဖိုးပါ။အဲ့တော့ခြေတို့ကတော့လောလောဆယ်မပြောင်းတော့ဘူးပေါ့နော်။ခြေကတော့0.325သူ့ရဲ့ default ကဏ္ဍအတိုင်းပဲထားလိုက်မယ်။ Okay အပေါ်မှာလည်းခြေတို့ရွေးချယ်ကြအတိလုံးလို့ရတယ်ဒီမှာပေါ့နော်။ function လေးတွေရှိတာဆိုတော့ဒါလေးတွေနဲ့စမ်းကြည့်မယ်အရင်ဥဆုံးချက် L ဆိုတော့ align to the left လေးကိုရွှေ့လိုက်တယ်โอเค ဒါဆိုရင်စာသားလေးကဘယ်လိုထွက်လာလဲဆိုလို့ရှိလို့ရှိရင်ခြေတို့ဒီစာကဲလေးရဲ့ဘယ်ဘက်အချမ်းမှာကတ်ပြီးတော့ထွက်လာတယ် align to the left နဲ့ရေးတာပေါ့နော်ဒါဆိုခြေတို့ပြန်ပြီးတော့ပြင်အောင်မယ်ပြင်မယ်ဆိုလို့ရှိရင်သူ့ရဲ့ shortcut a test ကိုပြန်ရေးပါမယ် a t e h d a test under စာသားလေးကို select လိုက်ပါ okay ဒါဆို function mouse လေးကြာလာလို့ရှိရင်ခြေတို့ကထပ်ပြီးတော့ edit လုပ်လို့ရတာပေါ့နော်ဒါဆိုဒုတိယမြောက်ဖြစ်တဲ့ align to the right align to the right ဆိုရင်ညာဘက်အချမ်းကိုကတ်ပြီးရေးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ fit fit along the edge fit along the edge ကတော့အခုံးနဲ့စာသားလေးနဲ့ခြေတို့တထက်ထဲရေးတယ်ဆိုတော့ပုံစံလေးပါနောက်ထပ်တစ်မျိုးကတော့ center ပေါ့နော် center center ကတော့ခြေတို့အလဲကောင်မှာစုပြီးရေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကတော့ဒါလေးကတော့အခုံးလေးရဲ့အပေါ်မှာရေးခြင်းတဲ့အခါမှာ convert size အခုမြင်နေရတဲ့ပုံစံမျိုးပေါ့နော်ဒါဆိုရင် convert size နောက်ထပ်တစ်ခု ွန်ကိဆိုင်ကွန်ကိဆိုင်ကတော့အခုံးလေးရဲ့အတွင်းဘက်မှာရေးခြင်းတဲ့အခါမှာသုံးမယ်။ Okay အဲ့ဒီနေရာမှာခြေကဘာလေးကိုသုံးမလဲဆိုလို့ရှိရင်ခြေက fit နဲ့သုံးမယ်။ fit အခုံးလေးနဲ့ကွက်တီရေးခြင်းတဲ့ပေါ့။အခုံးလေးနဲ့ကွက်တီရေးလိုက်တယ်။အဲ့ဒီအခုံးလေးရဲ့အတွင်းဘက်မှာသုံးပြီးတော့ရေးလိုက်တယ်။ဒါပေမဲ့ဒီခြေကဒီမှာ line လေးနဲ့စာသားလေးနဲ့ကတ်နေရဖြစ်တဲ့အတွက်ခြေကဒီနေရာလေးတွေမှာလည်းတန်ဖိုးနည်းနည်းလေးခွာခြင်းတဲ့ပေါ့။ဒါဆိုလို့ရှိရင် a dash စာသားလေးကိုဆက်လက်လုပ်မယ်။ဘယ်နေရာမှာတန်ဖိုးထည့်လို့ရလဲဆိုလို့ရှိရင် offset from left နဲ့ offset from right ။ဒီညလေးမှာချက်တန်ဖိုးသွားပြီးထည့်လို့ရတယ်။ Observe from left ဘယ်ဘက်အချမ်းကနေပြီးတော့စာသားကိုဘလောက်ခွာပြီးရေးခြင်းလဲဆိုတဲ့တန်ဖိုးပေါ့နော်။ချက်က1လို့ထည့်လိုက်မယ်။ Observe from right ညာဘက်အချမ်းကနေစာသားကိုဘလောက်ခွာရေးခြင်းဆိုတဲ့ဆိုတဲ့တန်ဖိုးပေါ့နော်။ဒါလေးကိုလည်းချက်က1လို့ထည့်လိုက်မယ်။ Okay ။ကဲဒါဆိုလို့ရှိရင်ချက်ရေးခြင်းတဲ့ပုံစံအတိုင်းနေရပါပြီ။အဲ့ဒီအောက်မှာလည်းခြေကဒီမှာစာသားလေးထပ်ပြီးထည့်ခြင်းသေးတယ် A T E H D A dash enter အခုံးလေးကိုဆက်လက်လုပ်မယ် တက်ဆက်ပြီးနားမှာ M Y A N M E R မြန်မာလို့ခြေရိုက်ထည့်လိုက်မယ်အဲတက်ဆိုင်ကိုတော့တလမသုံးမယ်။ချေခုနကသုံးကျင်တဲ့ function မျိုးပဲအတူတူပဲသုံးမယ်။ fit နဲ့သုံးမယ်။အခုံးလေးရဲ့အပေါ်မှာရေးချင်တာဖြစ်တဲ့အတွက်ချေတို့ကွန်ကေးဆိုင်ကိုရွေးလိုက်တယ်။ Okay ။ ။ဒါဆိုဘာဖြစ်မလဲဆိုလို့ရှင်ဒီမြန်မာဆိုတဲ့စာသားလေးရတော့ချက်လို့ဖြောင်းမြန်ဖြစ်နေရပေါ့နော်။ဒါဆိုဒီကောင်လေးကိုပြန်ပြီးတော့နည်းနည်းလေးအဲပြန်တဲ့မယ်ပြီးသွားလို့ရှင်ဒီအခုံးလေးရဲ့အစွန်ဘက်ကနည်းနည်းခွာမဲ့တံပိုးလေးသွားပြီးတော့ထည့်မယ်။ Okay ဒါဆိုလို့ရှင် A တက်ဆိုတဲ့ command လေးကိုပြန်ရိုက်မယ်။စာသားလေးကိုဆက်လက်လိုက်မယ်။ observe from left မှာချဲ4လို့ထည့်မယ် observe from right မှာလည်း4လို့ထည့်လိုက်မယ် okay စာသားလေးကိုချဲတို့အတက်ဖြစ်ချင်တာကတော့ချဲဘယ်ဟာကိုသုံးရမလဲဆိုလို့ရှိရင်ဒီမှာ outward from center နဲ့ inward to the center ဆိုပြီးတော့နှစ်ခုရှိပါတယ်ဒီထဲမှာမှာချဲတို့ကအတွင်းဘက်ကနေအပြင်ဘက်ကိုလှည့်တဲ့ပုံစံစာသားလိုချင်တာဆိုလို့ရှိရင် inward ကိုသုံးရမှာဖြစ်ပါတယ် inward to the center okay ကဲဒါဆိုလို့ရှိရင်ချဲတို့လိုချင်တဲ့ logo လေးရသွားပါပြီ ို့အဆုံးသတ်တိတီးရကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် sharing video လေးလည်းထပ်ပြီးတင်ပြမှာမဟုတ်လို့ဆက်လက်အားပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်